င်္ဂလာပါခင်ဗျကျွန်တော် lucky လေးရဲ့ TBL season လာပါပြီဒါကျွန်တော်ဒီနေ့ပြောပြမှာကြတော့ဒါသိပြီးသားလည်းဖြစ်မယ်မသိရသေးတဲ့လူတွေကိုပို့ပြီးအထောက်အပံ့ပေးတယ်ကားမမောင်းငယ်မှာကျွန်တော်တို့အရေးတကြီးပေါ့နော်ဘာမှတော့မဟုတ်ဘူးကိုကသတိမထားလိုက်မိဘူးဒါပေမဲ့ဖြစ်လာခဲ့ရင်အန်ရဲ့အကြီးတွေကိုဖြစ်လာနိုင်တဲ့အချက်လေးတွေကိုဘယ်လိုသတိထားသင့်လဲဆိုတော့ကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကဲအခုကျွန်တော်တို့ပထမအဦးဆုံးစမှာ C A L Y ဆိုတဲ့အချက်၄ချက်နဲ့စမယ်။ကဲလိုက်ကြည့်ပါဦးဗျ။ကဲဗျပထမဆုံးအရေးကြီးဆုံးက C ပေါ့နော်။ C ဆိုတာကကျွန်တော်တို့ကားမောင်းမယ်73စီ။ S 73စီကိုကြတော့ကျွန်တော်တို့ဒီမှာ C တိုင်းဒီပုံလေးပါမယ်။ဖူးပါမယ် MD ပါမယ်။ဒါပဲ။အဲ့ဒီ C ကိုဗျာကျွန်တော်တို့ပြေလားမပြေလားကြည့်မယ်။အဲအဲ့ဒါကြည့်ပြီးသွားပြီဟိုမှာ C မှာကျွန်တော်တို့သတိမထားမိတဲ့အချက်ကဘာလဲဆိုတော့ဒီမှာ C တိုင်းကြီးအဖုံးဒီကောင်ကကျွန်တော်တို့ဒီလိုမျိုး လုံးဝမကြက်နေပဲနဲ့ခြောင်နေမယ်ဆိုလို့ရှင်စီဖိတ်တာယူတာအပြင်ကိုပါကားမီလောင်တဲ့အန်နယ်မျိုးဖြစ်နိုင်တယ်အဲ့လိုမျိုးအန်ကြားမကြောက်ဟွာကြတော့ကျွန်တော်တို့ကားတိုင်းဝမ်းမှာအင်ဂျင်ချက်ပြီးလင်းတတ်တယ်စီပြီးတော့ရေပေါ့ဗျာအခုရေရကြတော့ကျွန်တော်တို့ကားသီးမှာဘလို့အလုံးလုံးလဲဆိုတော့ကားအင်ဂျင်ကိုအေးနေအောင်သူကရေစီးဆင်းပေးရတယ်အဲ့နေရာမှာရေတိုင်းကြီးဆိုတော့လိုတာဒါအခုကျွန်တော်တို့ရေတိုင်းကြီးကိုကြည့်မယ်ရေတိုင်းကြီးဆိုတာကားမမောင်းခင်စစ်ကိုစစ်တဲ့နဲ့အရာတစ်ခုတည်းကိုပါတယ်ကဲအခုကျွန်တော်တို့ကြည့်ကြည့်မယ် ဒါကတော့ကျွန်တော်အများအားကားဖွင့်တိုင်းတွေ့ရနိုင်တဲ့ရေတိုင်ကြီးအပေါက်ပေါ့ဗျာဒီရေဖုံးကိုကျွန်တော်တို့ဒီတိုင်းသွားကင်လို့မရဘူး तू ကအရန်ပူနေမှာသုံးသားလို့ရှင်မမောင်းရင်ဆိုရင်တော့အေးတယ်ပေါ့ဒီတိုင်းလေးဖွင့်လိုက်လို့ရတယ်မောင်းမိသားသုံးမိသားဆိုရင်အဝတ်လေးနဲ့လို့အုပ်ပြီးတော့မှဖွင့်လို့ရတယ်ဒါတော့ကျွန်တော်တို့သတိအကြီးထားမှာဗျာဘာလို့လဲဆိုတော့ तू ကအထဲမှာရေစုနေတော့ပွင့်တာကြီးကန်ထွက်တာကြီးဖြစ်တတ်တယ်ကဲအခုကျွန်တော်တို့ဒီအားလေးကိုဖွင့်ကြည့်လိုက်တယ်အဲဒါကျွန်တော်စောနာဖွင့်တာဆိုတော့ तू ကရေတော့ကန်ထက်မလာဘူးဒါပေမဲ့အထဲကိုကြည့်တော့ရေကရော့နေပြီရေတိုင်ကြီးထဲမှာရေမရှိဘူးပေါ့ဗျာ ဲ့လိုမျိုးဆိုရင်ကျွန်တော်ကူးလန့်ရတော့နှမျိုးရှိတယ်အဒီနဲ့အစိမ့်နဲ့ဒါကိုကားအမော်တဲ့အလိုက်ကိုအကြိုက်လိုက်ကိုပြောင်းသုံးကြပြီမဲ့ဒီလိုမျိုးရုတ်တရက် emergency ပေါ့နော်အရေးပေါ်လိုလာရဆိုရင်ရိုးကျွန်တော်တို့သုံးတဲ့ရေကိုလည်းထည့်လို့ရတယ်အဲဒါမဲ့ရေတန်းဆိုရင်တော့ပိုကောင်းတယ်တိုင်းကြီးမှာကြီးပိတ်တာဂျိုးကတ်တာမဖြစ်တော့ဘူးပေါ့အဲရေတိုင်းကြီးဆိုတာဒီလိုမျိုး ရေအပြည့်ရှိနေရပါမယ်ရေတိုင်းကြီးသည်ထိထိမိမိကြစ်ကြစ်လက်လက်နဲ့အဝင်ဝင်ကြဖြစ်နေရမယ်ရေတိုင်းကြီးအဖုံးက လေရကြတော့ဒါကြောရှင်းပါတယ်ကားဘိန်း၄ပောင်ပေါ့နော်ကားဘိန်း၄ပောင်ဒီအမြဲတမ်းပြည့်နေရမယ်ဒါမျိုး၄ပောင်လုံးဝမရှိတော့ရဲ့ကားမျိုးဆိုမမောင်းသင့်တော့ဘူးဗျဘာလို့လဲဆိုတော့ဒါကားရဲ့ဂွေပြေမှအောက်ပိုင်းတွေပါနာပြီးတော့ highway မောင်းတဲ့အချိန်မှာကောင်းကောင်းဒုက္ခတွေ့နိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ engine wire ပေါ့ဗျာ engine wire ကတော့လေဒါကျွန်တော်တို့ကား engine မှာအမြဲတမ်းဒီလိုခေါင်းလေးတွေတွေ့တတ်တယ်အကောင်လေးတွေကိုဆွဲပြီးကြည့်ရမှာဗျဒါကျွန်တော်တို့ထုတ်ကြည့်လိုက်မယ်နော်ကား engine wire ကိုကြည့်မယ်ဆိုရင်ဒီခေါင်းလေးကိုဒီလိုဆွဲထုတ်လိုက်ပါကဲဗျာဒီမှာသူ့ engine wire အမှတ်ရှိပါမယ် engine wire ရဲ့ထုံးစံကတော့ပူလာရင်သူကပို့ပြီးတော့ပြစ်လာတာပေါ့နော် အဲ့ဒီအတိုင်းကိုကျွန်တော်တို့ဒီမှာကားမမောင်းငယ်မှာပို့ပြီးကြည့်တင်နေပေါ့နော်အဓိကကတော့ပို့စစ်ဆေးတင်နေဒါကတော့ကျွန်တော်ဒီကမနက်တခင်းသုံးပြီးသားကားကိုပြန်ရေးပြနေတာဖြစ်ပါတယ်အဲ့တော့ဒီဟာမှာစစ်ပြီးလို့သူ့ငကိုပွိုင်လေးတွေရောနေတာပို့နေတာဖြစ်လို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်မဟုတ်ရင်တော့မှတက်ကြွတဲ့လူနဲ့သွားပြပြီးတော့အင်ဂျင်ဝိုင်းရှော့တာဟုတ်ပါဘူးပြန်လုပေးထားတင်ပါတယ်ခင်ဗျကဲဒါကတော့ကျွန်တော် lucky လေးရဲ့ tips by lucky လေး program ဖြစ်ပါတယ်ကျွန်တော် ကားနဲ့ပတ်သက်ပြီးဘူးတုဒ္ဒပေါင်းမြောင်များစွာကိုတင်ပေးဦးမှာမို့လို့ဗီဒီယိုပေ့ချ်လေးကို follow လုပ်ထားဖို့မမေ့ကြပါနဲ့ဦးနော်။ကဲအားလုံးပဲရှင်လန်းချမ်းမြေပါစေဗျာ။